အားလုံးမိင်္ဂလာပါဗျာကုတခါမှာတော့15နှစ်အရွယ်လူငယ်9ဦးကအထယ်ဆိုင်ကြီးကိုခိုးယူနေကြောင်းပြောပြလာတဲ့ဆိုင်ရှင်မမရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ မသိလို့ရွှေတရဘူးဆိုင်မှာမနေရပါတော့တခိုးတွေလာတယ်အဲဘလို့လာလဲဆိုအခုပေါ့နော်ခိုးတာတွေကတော်တော်ကိုလေလုံးဝအကြံနဲ့ပေါ့နော်ကွက်တီခိုးတာအရန်ကြောက်ဖို့ကောင်းတယ်လာတာပေါ့နော်အသက်ပေါ့နော်14 15 16ခလေးလေးလာတာလာပြီးတော့စိုင်ထဲကိုကြတော့နှစ်ယောက်ကဝင်လာတယ်ဝင်လာပြီးတော့ပေါ့နော်သူတို့ကအဲအဲ့ချိန်မှာမသိလို့မှာလဲပေါ့နော်ဝဲသူတွေများတယ်နောက်ပြီးဝဲသူတွေကိုပြနေတဲ့ချိန်မှာအဲသူတို့နှစ်ယောက်ကဝင်လာဝင်လာပြီးတော့ပေါ့နော် မတီတို့ဟိုဟာပြပအောင်ဒီဟာပြပအောင်သူတို့ကပြန်ရောက်မယ်ဘာညာနဲ့ပေါ့နော်သူတို့အကုန်ရှောက်ပြခိုင်းတယ်ပြခိုင်းပြီးတော့ကေပေးနဲ့ကေပေးနဲ့လွှဲလို့ရလားဝေပေးနဲ့လွှဲလို့ရပါလားပေါ့အဲ့ချိန်မှာမတီတို့ကပေါ့နော်အဲပို့မယ်ပေါ့နော်ပို့မယ်ပြည်နယ်အိတ်တထုပ်ရှိတယ်အဲ့ပြည်နယ်အိတ်တထုပ်ကိုအဲသူတို့ကပေါ့နော်ကွဲထားတယ်အမတီတို့ကလည်းပေါ့တာတခုကအဲ့အဲ့ပြည်နယ်အိတ်ကပေါ့နော်အဲ့ဆိုင်အပေါက်ကနားမှာသူတို့အဲ့ delete app ဆိုပြီးတော့အဲအထုပ်တွေအများကြီးကိုပုံထားတာအဲ့ပြည်နယ်အိတ်ထုပ်ကလည်းဆိုင်အပေါက်ကမှာရှိတယ်အဲ့ဒါကိုသူတို့ကပေါ့နော် အဲ့ဒီသူတို့တွေကကာထားတယ်ကာထားပြီးတော့လေအဲအဲ့နှစ်ယောက်ကဝင်လာရဲ့ပြီးတော့နောက်တစ်ယောက်ကထပ်ဝင်လာရဲ့ဝင်လာပြီးတော့သူကလေဘာလုပ်လဲဆိုတော့အဲ့နှစ်ယောက်ကအရှိမလေအဲဆိုင်ရလူတွေကိုပေါ့နော်ဆိုင်ရဝင်တဲ့နေကိုအာယုံများအောင်အဲ့လိုရှောက်မေးရှောက်ပြခိုင်းလုပ်ပြီးတော့နောက်ကတစ်ယောက်ကကျတော့အဲ့ဒီပင်နယ်အိတ်ထုတ်ကိုသူက6ရက်နဲ့ကန်နေရမသိနောက်နေ့ကျရင်ဗီဒီယိုတင်ပေးမယ်နော်6ရက်နဲ့ကန်ပြီးသူကလေအပြင်ကိုထုတ်သွားတာအပြင်မှာကျတော့နောက်ထပ်နှစ်ယောက်ကကျတော့အဲ့အထုတ်ကိုဆွဲထုတ်ကိုဆွဲထုတ်ဖို့ပေါ့နော်အစင်းသစ်စောင့်နေရအဲ့သူတို့ကပေါ့နော်အဲ့6ရက်နဲ့ကန်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 ပြီးတော့သူကအနောက်ကိုဆွဲထုတ်သွားတယ်အဲ့အချိန်မှာ ဟိုမတိတိကလည်းအပြင်ကနေပြန်ရောက်လာတယ်ပြီးတော့အဲမတိတို့ချုပ်ရုံကလည်းပေါ့နော်အထယ်တွေလာပို့တာအများကြီးအထယ်တွေလာပို့တော့မတိတို့အဲ့မှာရှုပ်ရှက်ခတ်ပြီးအထယ်တွေစစ်ဖို့လုပ်နေကြတာပေါ့နော်အထယ်တွေစစ်နေစစ်ဖို့လုပ်နေကြတဲ့အချိန်မှာပဲသူတို့ကလေအဲ့မတိတို့ဆိုင်ရနေပြီးပြည်နယ်အိတ်ထုတ်ကြီးကိုလေဆွဲပြီးတော့ဆိုင်အပြင်ကိုထုတ်သွားတယ် အဖြစ်စင်တော့မတိတို့ဆိုင်ကဝန်ထမ်းပေါင်လေးတယောက်ကဟိုအထဲပေါ့တော့အဲ့အထဲတွေလာပို့တဲ့ထုတ်လို့ပဲထင်ပြီးတော့ तू ကဆိုင်ထဲကိုတခါ तू ကပြန်ထည့်လိုက်တယ်အဲ့အမှန်ဆိုပေါ့နော်ကန်ကောင်းသွားတာ तू ကဒါလေးပြန်မထည့်ခဲ့ဘူးဆိုရင်အဲ့ထုတ်ကြီးကပါသွားမှာဆိုင်ကဝန်ထမ်းပေါင်လေးကကြတော့အဲ့လာပို့တဲ့ထုတ်ယုံကလာပို့တဲ့အထုတ်ကြီးမှတ်လို့အဲ့ဆိုင်က အထုပ်ကိုပေါ့နော်သူကပြန်ပြီးအထဲကိုလေမထည့်လိုက်တယ်မထည့်လိုက်တော့အထုပ်ကမပါဝါဘူးမပါဝါပဲနဲ့နောက်မတိတို့စိုက်မှလည်းမတိတို့ကလည်းဝင်လာတယ်အကောင်လုံးကလည်းသူတို့ကိုလေဂယူးတဆိုင်ကြည့်ပြီးွားတော့သူတို့ကလေခေါင်းကုတ်ပြီးတော့ထွက်သွားတာတိလား၅ယောက်တောင်လာတာအပြင်မှာ၂ယောက်ဆောက်တယ်အထဲမှာ၃ယောက်ကဝင်ခိုးတယ်တိလားအဲ့အကြောင့်လေအရန်ကြောက်ဖို့ကောင်းတယ်အသက်ကလေးတွေကလေငယ်ငယ်လေးတွေတိလားအဲ့လိုမျိုးလေတော်တော်ငယ်သေးတယ်ကောင်မလေးတွေရောကောင်လေးတွေရောအသားလေးကအသားတွေကအသားလေးကညိုညိုလေးတဲ့အဲ့လိုအဲ့လိုမျိုးတော်တော်ဆိုးတော့အခုခေတ်ကလေကလေးတွေကလည်းလေလုံးဝ ဟိုဗောနော်ကောက်ကောက်မှုမမလုဆားခြင်းဟိုအဲ့ဒါမသိရေပေါ့နော်ပြန်ပြီး sharing လုပ်ပေးတာပါမသိဘူးမခံအောင်လို့အုပ်စုလိုက်လာရဲဆိုရင်ပေါ့နော်အားလုံးသတိထားကြပါလို့အခုကတော်တော်မလွယ်လို့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်